ဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာအရင်ကတော့ဗုဒ္ဓဘာသာအခန်းကဏ္ဍကြီးမားခဲ့တယ်လေအခုလက်ရှိမြန်မာနိုင်ငံရေးမှာဗုဒ္ဓဘာသာရဲ့အခန်းကဏ္ဍဘယ်ကဏ္ဍမှာရှိနေပါလဲဗျာရန်တန်ငါရဲ့အခန်းကဏ္ဍကတော့ဥစဉ်တို့မြန်မာနိုင်ငံရဲ့လောကနဲ့ဟိုခွဲခြားလို့မရပါဘူးရန်တန်ငါတွေကတော့ဟိုမြန်မာနိုင်ငံရဲ့လောကမှာပြည်သူတွေအတွက်ဟိုဘာမျှော်လင့်ချက်မှမထားဘဲနဲ့ဆောင်ရွက်နေကြမှာပါ မနိုင်ငံမှာချူဘာသာရေးပြိပခါလေးတွေရှိလာတော့ဆိုတော့ဒီဦးဇင်းတို့ဗုဒ္ဓဘာသာရဟန်းတန်ခါတွေနေနဲ့ဘာသာရေးပြိပခါတွေတားဆီးတဲ့နေရာမှာအာဘလို့တာဝန်တွေများရှိတယ်လို့ဒီလိုမျိုးအချမ်းမြတ်မှတ်ယူပြီးတော့ဟိုခံယူထားတာမျိုးရှိပါတယ်ဗျာဟိုအချမ်းမှတ်ဖတ်တဲ့ဟိုတရားဥပဒေဘောင်ထဲကဖြစ်ရှင်းတဲ့နီလန်းကိုဦးဇင်းတို့တွေချက်သုံးပါတယ်အဲအဲ့ဒီလိုပြဿနာမပေါ်ပေါက်အောင်လည်းပဲ ကိုလက်လန်းမီယာမြို့တွေမှာဟိုဘာသာပေါင်းစုံပူပေါင်းပြီးတော့ဟိုပြဿနာဖြေရှင်းရေးအဖွဲ့တွေပြုလုပ်နေပါတယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဟာလူမျိုးဘာသာပေါင်းစုံအတူတူကနေထိုင်တဲ့ငြိမ်းချမ်းတဲ့နိုင်ငံဖြစ်တယ်လို့ပြောလို့မရဘူးလားဗျာဟိုလူမျိုးတိုင်းလူမျိုးတိုင်းဘာသာတိုင်းဘာသာတိုင်းသာမိတ်ဆွေကောင်းပီတာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကငြိမ်းချမ်းသာအတူရှင်တွေအဲ မနေထိုင်နိုင်တဲ့အကြောင်းမရှိပါဘူး။ဟိုငင်းချမ်းသာအတူရှင်တွေနေထိုင်ခြင်းမနေထိုင်ခြင်းကတော့မြန်မာတွေဘောမှာမူမတည်ဘူး။ဒီမွတ်စလင်တွေဘောမှာမူတည်တယ်။အဲသူတို့တွေကငါလူမျိုးဝါမျိုးတာမျိုးဟိုဗောဓဘာသာဗုဒ္ဓသာသနာကိုဖျက်ဆီးတာမျိုးဟိုနိုင်ငံကိုမွတ်စလင်နိုင်ငံထူထောင်ရင်းလို့အတင်းအာရမဟိုလှုပ်ရှားနေတာမျိုးပေါ့နော်။အဲအတင်းအာရမအကောင်အထည်ဖော်နေတာမျိုးတွေပေါ့။ ဟိုဒါတွေမလုပ်ဘူးဆိုရင်တော့ညှင်းချမ်းနိုင်ပါတယ်။မနိုင်ငံမှာဟိုမွတ်စလင်ဦးရရတော့ဦးလက်ရှိကတော့နဲနေတော့မို့လေထက်ဝက်လောက်ဖြစ်လာလို့ရှိရင်ရောဦးစင်းနေတဲ့ဘာတွေဆက်ဖြစ်လာနိုင်မယ်လို့ထင်ပါလဲဗျာ။ဟိုမွတ်စလင်နေရာတကယ်တမ်းကျတော့အာဖရိကငခုတွေလိုပဲပေါ့နော်။သူကဟိုជីထွားနှုံးလဲမြန်တယ်။ဟိုဆက်ရိုက်လဲကြမ်းတယ်။ ဇတ်တူငားတွေကိုလည်းစားတယ်ဇတ်မတူငားတွေကိုလည်းစားတယ်အဲရေအောက်တယံသာရတဘာဝအလှတွေကိုလည်းဟိုတဘာဝယရနာတွေကိုလည်းဖျက်ဆီးပစ်တယ်အဲ့တော့ဟိုသူတို့တွေဟာဟိုလူအ ਨੇ စုပဲဆိုပေမဲ့လို့ဟိုဦးဇင်းတို့တမျိုးသားလုံးကအဲအ ਨੇ စုလေးရဲ့ဓာန်ကိုပဲလှန့်ခမ်းနေရတာဒီအင်အားကြီးတဲ့မြန်မာလူမျိုးကသူတို့အပေါ်မှာ ဟိုကျူးလူချင်းစော်ကားချင်းဖြက်စီးချင်းပြမချင်းလုံးဝမလုပ်ရဘဲနဲ့သူတို့လုပ်သမျှဒဏ်ဟိုပဲလှန့်ခမ်းနေရတာပေါ့နော်။ဒါကြောင့်မလို့ဟို level အဆင့်သာရောက်သွားပြီဆိုလို့ရှိရင်တော့မြန်မာပြည်ကလုံးဝမငြိမ်းချမ်းနိုင်တော့ဘူး။